ခွေးလေ ခွေးလွင်ထိန်းချုပ်ဖို့အတွက်လက်ရှိလေလွင်ခွေးတွေကိုအစိတ်ကျွေးတုတ်တင်ရှင်းလင်းနေတာတွေကိုဝေဖန်မှုတွေရှိနေပါတယ်။ဒီဆွေးနွေးပွဲမှာတော့ခွေးလေခွေးလွင်ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီးနိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်သူဒေါက်တာအဒမ်ဝက်စ်ကဥဆောင်ဆွေးနွေးခဲ့တာပါဒီပြဿနာကိုရေရှည်နည်းနဲ့ဖြေရှင်းဖို့ဆိုတာဟာမျိုးပွားမှုထိန်းချုပ်နည်းကသာ အကောင်းဆုံးဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ် Well, the major issue, of course, uh, is in the control of dogs in order to control rabies. That is the major link between the dog population and this awful disease of rabies. ဒါကိုထိန်းချုပ်ဖို့အရေးကြီးပါရင်ခွေးတွေဟာလူသားတွေနဲ့အတူနေလာတာနှစ်ပေါင်းထောင်ကြီးရှိနေပြီးတော့ခွေးတွေကိုစိတ်ထက်ကြွေးတဲ့ပုံစံဟာကောင်းမွန်တဲ့ဖြည့်ရှင်းမှုမဟုတ်တလို့အမြင့်ဆောင်မှုတွေလည်းရှိနိုင်ပါတယ်ခွေးကောင်ကြီးထိန်းချုပ်ဖို့အတွက်ကတော့မျိုးပွားမှုထိန်းချုပ်နည်းကသာရေရှည်အတွက်ကောင်းမွန်တဲ့ဖြည့်ရှင်းနည်းဖြစ်ပါတယ်ခွေးယူယောဂါလိုမျိုးယောဂါတွေကျဆင်းဖို့ဆိုတာခွေးကောင်ကြီးနဲပါသွားဖို့လိုအပ်ပါတယ်ခွေးမွေးတဲ့လူတွေကလည်းကိုယ်ခွေးတွေကိုလိုအပ်တဲ့စေဝါထောက်ပံ့မှုတွေလုပ်ပေးဖို့တာဝန်ရှိနေပါတယ် ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ stray dogs တွေပေါ့နော်ဒီလေခွေးလေးပွင့်နေဟိုလည်းကျွန်တော်တို့ကဟို control လုပ်ရမယ်နောက်တစ်ခုကဒီလက်ရှိမွေးထားတဲ့ pets ဆိုတဲ့ဥစ္စာတွေလည်းကျွန်တော်တို့ကဟိုလည်း save ထိုးပေးရမှာပေါ့နော်အဲ့တော့ကိုခွေးလေးခွေးလေးတွေတက်နိုင်သမျှရော့ကြသွားတည်နေသမျှဒါကျွန်တော်တို့ခွေးယောဂါဟိုပြည့်သွားမယ်အဓိကကဒီကျွန်တော်တို့ pets က မွေးထားတဲ့ခွေးတွေကနေဟိုကြိုက်ခါတာမရှိဘူးလေဒီခွေးလေးခွေးလေးနေရာပဲရှိတော့ခွေးလေးခွေးလေးကိုကျွန်တော်ဟို control လုပ်နိုင်လို့ရှိရင်ဒါဒီဥစ္စာကြည့်လဲတော့မှာပေါ့မြန်မာပြည်မှာမြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက်ခွေးလေးခွေးလွင်ထိန်းချုပ်ရေးကလိုအပ်ပေမဲ့အခုလိုအစိတ်ကြွေးတက်ဖြတ်မှုကိုတော့ဝေဖန်သူတွေရှိနေပါတယ်ဒီပွဲမှာဒေါက်တာအဒမ်ဝက်စ်ရဲ့ဟောပြောဆွေးနွေးမှုတွေပြင်မျိုးပွားမှုထိန်းချုပ်ရေးခွဲစိတ်ကူတာမှုတွေလည်းပြသခဲ့ပါတယ် ်လို့ချင်တာပေါ့နော်ဒီအဲ့ပြိသက်တွေအမှာပေါ့နော်အဲ့ခွေးလေးတွေပေါ့နော်နမေးခွေးလေးတွေကိုချစ်တတ်တဲ့လူတွေလည်းရှိမယ်ကိုပိုင်ခွေးရှိတဲ့လူတွေလည်းရှိမယ်အဲကိုပိုင်ခွေးရှိတဲ့လူတွေဆိုရင်လည်းကိုယ့်ရဲ့ခွေးလေးပေါ့နော်အဲ့ခွေးပြန်ရောဂါကောင်းလေးထိုးတာလို့ပြီးတော့တာကျော်ဖက်တာအဲ့လို population control တက်ဘယ်လိုလုပ်ပေးဖြစ်ချင်ပါလဲလို့ဒီလိုလမ်းလေးခွေးလေးတွေတွေ့ရင်လည်းအမားတို့ကိုဆက်သွယ်ပြီးတော့အဲခွေးပြန်ရောဂါကောင်းလေးထိုးချင်တဲ့ခါကျရင်အမားတို့ဆက်သွယ်လို့ရပါတယ်ပြီးတော့အဲပေါ်တာကျော်ဖက်တာကိုအဲတပူထိုးချင်တာပေါ့နော်အမားတို့ပရာမီတာဖက်လေးတွေနဲ့ပုံပြီးတော့လောက်ဆောင်ပေးပါတယ်လို့ပြောချင်ပါ ားကြပါ